အခုဆိုတောင်းမှုတွေမကြဘူးတဲ့ insect တွေကြတက်မှာတက်ကအမျိုးမျိုးတဘာကတော့ချင်းချင်းလေးပဲဘာမှမပါဘူးသူ့ပါစံသူအကောင်ပေါ်ရင်ငါးစားမယ်အဲအဲအစ်စပ်ပေါ်လာရင်ဒီငှက်ကလေးရလာစားမယ်သူ့အောင်လို့တဘာဝတဲ့ဖန်တီးပြီးအချင်းတန်ကြရင်အဝင်းမုံကူမယ်ငှက်ဟိုဟာလေးပရုံးတို့ပြားလို့ရှိတယ်ပစင်းတို့အဲသူတို့ရဝင်းမုံကူမယ်ဒါဒါပဲအခုကဒီကောင်ဆေးတွေအရင်ပြတော့ဒီကောင်နေရတယ်မလားအောက်ကမြေတွေကဒီကောင်နေရဆုံရှုံအကောင်လုံးကအဲ့လိုဖြတ်ကြည့်သွားအဲ့တော့ဒီမြေကြီးကိုဘာလို့ရင်ဖြစ်နိုင်လဲဆိုအကောင်ဆုံးနီးလန့်နေရှိတယ် အဲ့အကောင်းဆုံးနီးလန်းနေနဲ့ဟာပါလဲဆိုတော့ကို့မှာရှိတဲ့ဒီတဘာဝနဲ့ပတ်သက်တဲ့အရာပေါ့နောက်ဆုံးအကိုကူညီနိုင်တာကတော့ဒီဒီတဘာဝနဲ့ပတ်သက်တဲ့အရာတွေတင်ပေးလို့ရတယ်ပေါ်တော့အကိုလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီလောက်ကအကိုတို့ကတဘာဝနဲ့ရှင်သန်ခဲ့တာအာဘာကြောင့်လဲဆိုတော့ဟိုလုံးကဒီ insect ပြော insect မှာလူတို့အချို့ပြ insect ဆိုတာရှိတယ်အလားဘာလဲဆိုတော့လိပ်ပြာတို့နော်ပရုံးတို့ပစင်းစသဖြင့်ဥစ္စာတွေကြောက်တော့ဝင်းမုံကူးပြီးတော့ အပင်တို့ကြီးထွားအောင်သူတို့လုပ်တဲ့သက်သက်ဝါးရရှိတယ်ပေါ့ဒီပိုးသက်စီအလွန်ကြုံဖြန်းတဲ့အချိန်မှာဒီကောင်ကြီးကလည်းမလာနိုင်တော့ဘူးအတိကအဲ့ဒါနဲ့အကိုတို့ကဒီမြေတွေကပျက်စီးတယ်အကိုတို့ဟုံးလုံးကလက်သမားတွေမှာတီကောင်ထွက်တဲ့မြေဆိုတာတကောရွှေပေါ့နော်အဲ့တီကောင်ထွက်ရင်ပစုံလုံးကန်းန်းတွေပေါ်မယ်ငားတွေကသူ့ပတ်တဲ့သူရှိတယ်အဲ့ငားလေးရဘာစားလဲဆိုလို့ရှိရင်အဲ့ပိုးမွားအင်းဆက်တွေလာရင်ငားလေးရခုံခုံစားတယ်အဲသူကလည်းတဘာဝတရားရဘာမှဖန်သေးတာမလို့အတိကအကိုတော့ဟိုးဟိုးလုံးကဘာတုံးတဲ့နွားချီကြက်ချီပဲပတ်နှမ်းပတ်စသဖြင့် ်အပိုးသက်ဆေးဆိုရှစ်လူကြီးရတတမာပေါ့နော်တမာအယူနဲ့ပြုတ်ထားတဲ့ဒီအရေးအဲ့ဒီကိုပဲသူတို့ကဖျန်းတယ်အဲ့တော့လူတွေမှာစိုးကျိုးစာမရှိကြတော့နောက်ဆုံးလူတွေမှာစတင်ပြောင်းလဲလာအရာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့သူတို့လက်မှုလေယာမှာစက်မှုလေယာတို့ဆိုတဲ့အချိန်မှာလူတွေကဒီစက်ပစ္စည်းကိုတုံးလာကြအချိန်မှာနွားတွေကိုမလိုတော့ဘူးဆိုပြီးတော့အာကိုဒီတရုတ်ဘက်ကနွားကြီးကိုရောင်းစားတာအကိုတို့ရွာဘက်တည်းပါနွားကြီးတော်တော်များများကိုရောင်းစားကြရောင်းစားကြတဲ့အချိန်မှာအကိုဘာလဲဆိုတော့သူတို့ရဲ့နွားချီကိုအကိုတို့ကမရတော့ မရအချိန်မှာဒီဓာမြေဩဇာရအခုဆိုမမနိုင်ငံမှာအရန်အပေါ်အများဆုံးကဓာမြေဩဇာရအဲ့မှာဓာမြေဩဇာရသူတို့တုံးတယ်တုံးတဲ့အချိန်မှာသူတို့ပထမမြေစီကအရန်ကောင်းတယ်လေကောင်းတဲ့အချိန်မှာမြေစီဓာမြေဩဇာတစ်ဝက်လောက်တုံးလို့ရှိရင်မြေစီကသူ့ဟာနဲ့အဆင်ပြေနောက်ပိုင်းကျတော့တအိနှစ်အိသုံးအိလေးစသဖြင့်ဓာမြေဩဇာရညားလာနောက်ပြီးတော့ဘာရပြန်လာဆိုပိုးသက်စီအလွန်ကြုံဖျန်းလာထိုင်းမှာဆိုလို့ရှိရင်ပိုးသက်စီမတုံးဘာတုံးလဲဆိုညီမတို့ရေတံမှုမှာကော်ကော်လေးတွေပတ်ထားတယ်ရေတံမှုမှာအဲ့ကော်လေးလိုအပင်ရဲ့ဘေးနားမှာလိုက်ချိတ်ထားတယ်ချိတ်ထားအချိန်မှာအင်းဆက်တရားဒီ ကော်မှာပဲကတ်တယ်လေဖြန်းစရာမလိုတဲ့လူလိုယောဂမရတဘာဝတရားကြီးအများကြီးရှိရလေအဲအဲ့လိုမျိုးနဲ့တို့ရအများဆုံးလုပ်တယ်ကိုတစ်ခေါက်ကရှမ်းပြည်တောင်ပိုင်းမှာဆိုပန်းပေါ်ပြီးတွေကိုတို့ပန်းပန်းပွင့်နေလေပန်းပွင့်နေကြတဲ့ရအပေါ်မှာဆေးဖြန်းလို့ရှိရင်ဟိုဟိုအလုံးဝလူတွေစားသုံးလို့ရှိရင်လုံးဝအစိတ်တောက်တွေတော်တော်များများဒီဖြစ်တာကိုတွေ့ရတယ်ဘောနော်အဲအဓိကတို့ကဘာလဲဆိုတော့ဟိုဒီရဥစ္စာအလွန်ကျွံသုံးတာအဓိကအကိုတို့ဒီကကုံတယ်ကြတော့ပိုးကြိုက်တယ်ဆိုရင် short လေနံပါတ်1 ပိုတက်တက်ဆိုလျှော့တယ်အတိမလောက်ဆိုလို့ရှိရင်ဈေးနှုန်းတွေလျှော့တယ်အဲ့တော့တောင်ဝူတွေခင်ဗျာလည်းဟိုတို့ဒီအတိများများကြီးဖို့အတွက်ဟိုဓာမီဝါစာအလွန်ကြုံတုံးတယ်ပိုးမထိဖို့အတွက်ကိုဆေးတို့တရိုက်ဖျန်းတယ်ဖျန်းတဲ့အချိန်မှာပန်းပွင့်ဆိုတာလူတွေကလုံးဝဓာရိုက်ထိတဲ့အစားသာကော်ပီကတော့ဟိုခွာလို့ရသေးတယ်အဲအဲ့လိုမျိုးပေါ့အဲ့မှာအကိုတဖြည်းဖြည်းနဲ့ဒီအဲဆိုဂျိုဆိုဂျိုလေးတွေ့ရတယ်အကိုပြောရချင်တာကတော့တရားတောင်ကိုကိုယ့်ရဲ့ဒီနွားကိုပြန်မွေးပြန်လို့လို့ရတယ် ကဲတော့အကိုတို့မှလည်းလူငယ်တွေမှာဒီလေ့လာထားတဲ့အရာအများကြီးရှိရဲ့ဒါပေမဲ့အကိုတို့ကတခါကြလို့ရှိရင်ဘာမှမပြောရဘူးနော်အကိုတို့ကခုနပြောသလိုပေါ့အကိုတို့မှဒီဂျပန်စေတနာဖောင်ဒေးရှင်းစသဖြင့်တို့နဲ့ဆက်သွယ်မှုတွေရှိတယ်တို့ဆိုတဲ့ဆင်းနဲ့အဲဟိုတာခေါက်ကအင်တာဗျူးမှာပြောသလိုတို့ဒီတဘာဝနဲ့ပတ်သက်တဲ့အရာတွေပဲတို့တင်ပေးပို့တင်ပေးပို့ချတယ်အဲဒါတို့ဘာပြစီမှမရအောင်ဘယ်ရနဲ့ဘယ်ရလို့ရင်ဘယ်လိုထွက်ရင်ဘယ်လိုတုံးလို့ရလဲဆိုတော့ အဲဒီရှမ်းပြည်တောင်ပိုင်းမှာလူတိုင်းတော်တော်များများသိတယ်အဲ့ဒါကိုပဲသူတို့ကအဓိကသင်ချပို့ချတာတဘာခမရောက်တဘာဝောက်ပဲတုံးမှာခမရောက်လို့နေတာအရန်ကိုပြက်စီးနေတယ်နောက်ထပ်အလွန်ဆုံးနှစ်30မကျော်ဘူးခမရောက်လို့နေတာဘာတိနံမှာဆိုက်လို့မရတော့အဲ့ချိန်မှာသူတို့ပြောတဲ့အချိန်မှာတချို့တောင်ကြီးကတကယ်ကိုမှဟိုတဘာဝပဲဆိုက်တဲ့လူတွေရှိတာတယ်အော်ငဲကျင်နဲ့နဲပစီတော့တဘာဝနဲ့ဆိုက်ရအော်ဂန်နစ်ကိုပဲသူတို့ဒီသားစွာစားတယ်တခုကြောက်ဒီလောဘကြောက်လောဘဆိုတာဒီအဝယ်ဝယ်တဲ့လူရအလုံးကြီးမှငါတို့ကယူမှအလုံးမလှရင်မယူဘူးဆိုတော့ ဟိုကြီးအောင်လုပ်ပြီးတော့ဘာမှအရသာမရှိလူတွေအတွက်စိုးကျိုးတွေပဲဖြစ်တယ်လေအကိုလို့လည်းအကုန်လုံးအသိမဲ့လူတွေကြီးပဲအဲကြံခဲ့မှာဒီအကိုတို့ရဲ့မြန်မာနိုင်ငံအကြီးကတော့ဒီမြေပုံကြီးကဒီဟာမြေကြီးကတော့ကြံခဲ့မှာပဲအဓိကဒီမြေကြီးကပျက်စီးသွားပြီဆိုလို့ရှိရင်အကိုတို့ရေကဘာမှလုပ်လို့မရတော့အကိုနောက်တက်လာမဲ့လူငယ်အတွက်လည်းအရန်ဟုံဆိုးတယ်ဒါကခုနအကိုရှိမှပြောတယ်အကိုပြောတဲ့စကားမယုံဘူးဆိုရင်ဂျပန်ကနေစိတ်သန္ဓေအဲဂျပန်ဖောင်ဒေးရှင်းပေါ့နော်ဂျပန်သူတည်သနာပညာရှင်တွေကိုမြေတို့တက်ဝင်ဝင်တာတိုင်းဟန်းကြည့် အကိုတို့မြေရချင်းနှချင်းအချင်းငန်းနဲ့ဟာငန်းအကိုမြေတွေရပြက်စီးပြီးတော့လေဆုပ်ပြတ်တတ်နေတာအဲ့ချိန်မှာဘာလို့လဲဆိုဓမ္မရောစာတို့2စ3စ4စ5စအလွန်ကြုံနေထက်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 နေတဲ့မြေရဘာလို့ဆိုဓမ္မရောစာကန်ကြည့်ရင်တိတာအယမ်းပူတာညီမလေးအယမ်းပူတာဘယ်လိုလုပ်ပြီးတော့တိကောင်းဆိုတာခံနိုင်တော့မလဲတိကောင်းမရှိရင်ကနန်းဆိုတာလည်းမရှိလာတော့ကနန်းမရှိငားဆိုတဲ့တတဝါလည်းမရှိလာတော့ဒီရအပူရအပူအပူကမြေရတစ်ဖြည်းနဲ့ဘာလို့လဲတစ်ဖြည်းမာ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 လာပြီးတော့ ဘာမှဒါစိုက်ပျိုးလို့မရအရာဖြစ်လာတယ်အဲအကိုအဲ့ဒါလေးကိုပြောပြချင်တာပေါ့နော်အာပြောပြရဆိုတာလေမိသူမိသူမှထိခိုက်လို့ခြင်းမရှိဘူးအာခုနပြောဆိုတချင်ချင်းကြရင်အာအကိုဖြစ်စေချင်တာဒီမိကြီးနဲ့ပတ်သက်လို့ဟိုတေချာကယူစိုက်ပါလို့ပဲအာအကိုပြောချင်ပါတယ်တရားတောင်းမှုလေးလို့ပေါ့နော်အခုအများဆုံးဖြစ်နေရတဲ့တောင်းမှုလေးပဲကင်ဆာဆိုတာဘာလို့လဲသူတို့ mass မမတက်ပါညီမဆေးပြန်လို့ရှိရင်အကိုတို့ကြည့်ရင်မလည်းမတက်ဘူးဆေးကျွေးတဲ့အဲ့အဲ့ရအခုအကိုတို့ဥစ္စာအဲ့ဥစ္စာဘယ်လောက်ပြင်းနေပြင်းမပြင်းနေဆိုလို့ရှိရင် ကြွက်တယ်ကြွက်ကဘရောမအိုက်တက်မျောတာမဖောက်ဘူးတက်မျောတာမစောင်းဖောက်လည်းမဖောက်ဘာကြောင့်လဲဆိုတော့တရိစံတော်မှာဒီထက်မှအစိတ်တော့ဘလောက်များသူသိတယ်နောက်တစ်ခါကအကိုတရုတ်နိုင်ငံကနေအကိုထွက်တဲ့ကြွက်သက်စီရှိတယ်အဲတောင်လူဟိုးလုံးကကြားမှာဟာကြွက်တိအရန်ကြားတယ်ကြွက်တိအရန်ကြားသူကြွက်သက်စီသုံးတယ်ကြွက်သက်စီမှာကဆက်ခဲပါတယ်ငားခဲရတော့ကြွက်တကယ်သေးတယ်တကယ်သေးရနော်နောက်ငားခဲရပါသလားမျိုးပွားတယ်အဲ့ဒါလေးကိုအဲ့အဲ့အဲ့အကိုလို့လေဂျပန်က ဒီသုတေသနပညာရှင်တွေသူတို့ကစမ်းပြငားခဲ့ရမျိုးပွားတာပါတယ်ခင်ဗျားတို့ဘလောက်တုံတုံသူတို့ကတော့ဟာဟာကြွတ်တိတိလိုက်တာကြွတ်တိတိထက်သုံးနေနောက်ခေါက်အဲ့ငားခဲ့ရမျိုးပွားတဲ့ဟာထက်များလေးအဲထက်သုံးနေပွားတယ်ထက်သုံးနေအတန်တရာနဲ့လေဒါဆိုရသဘောတဘာဝအဲ့ဒီလိုမျိုးအများကြီးလို့လို့ရအခုဆိုတောင်းမှုတွေမကြဘူးတဲ့အင်ဆက်တွေကြတက်မှတက်ခမျိုးမျိုးတဘာဝကတော့ချင်းချင်းလေးပဲဘာမှမပေါဘူးသူပါတဲ့သူအကောင်ပေါ်ရင်ငားစားမယ်အဲအဲအင်ဆက်ပေါ်လာရင်ဒီငှက်ကလေးရာလာစားမယ် သူ့အနေနဲ့တဘာဝတဲ့အဖန်တီးပြီးအချိန်တန်ကြရင်အဝင်းမုံကူမယ်ငှက်ဟိုဟာလေးပဒုံးတို့ပြားလို့ရှိတယ်ပစင်းတို့အဲသူတို့ရဝင်းမုံကူမယ်ဒါဒါပဲအခုကဒီကောင်ဆေးတွေအရင်ပြတော့ဒီကောင်နေရတယ်မလားအောက်ကမြေတွေကတီကောင်နေရဆုံရှုံအကုန်လုံးကအဲ့လိုဖြတ်ကြည့်သွားအဲ့တော့ဒီမြေကြီးကိုပါလို့ရင်ဖြစ်နိုင်တယ်ဆိုအကောင်းဆုံးနီးလန်းနေရှိတယ်အဲ့အကောင်းဆုံးနီးလန်းနေနဲ့ဟာပါလဲဆိုတော့ကို့မှာရှိရတဲ့တဘာဝနဲ့ပတ်သက်တဲ့အရာပေါ့နောက်ဆုံးအကုန်ကူနေနိုင်တာကတော့ဒီဒီတဘာဝနဲ့ပတ်သက်တဲ့အရာတွေတင်ပေးလို့ရတယ်ဥမာအဲတစ်ပင်ကို ထင်းရှို့နောက်ကထွက်လာအစီနဲ့အရန်ခါရလေအင်ဆက်တွေမလာနိုင်အောင်လုပ်တဲ့နေစသဖြင့်အဲ့ဒါကြီးပို့ချတဲ့အရာရောအများကြီးရှိတယ်အဲ့အဲ့ဒါကြီးအကိုတို့အနေနဲ့တစ်ချိန်ချိန်မှာပေါ့ပို့ချခွင့်ရမယ်လူကြီးတွေနေရခွင့်ပြုမယ်ဆိုအကိုတို့အဲ့ကျဂျပန်နေလည်းရှိရလေဂျပန်နေနဲ့အဲ့လိုမျိုးတေချာလေးလုပ်ပေးဖို့လည်းရှိတယ်ပြက်ပျက်စီးရောက်မှုတစ်ခုမှမဟုတ်ဘူးတောင်ကြီးတွေအတွက်အဲတဘာဝပေါ့နော်အဲခုနပြောတဲ့ကော်ပေါ့ကော်တွေပါလေထိုင်းနိုင်ငံမှာတုံးတယ်အင်ဆက်တွေကော်မှာကတ်တယ်ဒါရလုံးဝလေးဘာဆေးမှမဖြန်းမနဲ့တဘာဝရေပေါ့ အဲ့အလှတွေတော့တော်တော်များများတော့အခုလေးလာထားရတော့ရှိပါတယ်ဟုတ်လောက်ခွင့်ရမယ်ဆိုရင်တော့ဒါတွေကိုတော်တော်ပြန်တာမျိုးတွေဖြန့်ပေးခြင်းတယ်ဖြန့်ပေးခြင်းတယ်နောက်ပြီးတော့ရုပ်သံလိုင်းတွေဒီလိုမီဒီယာလိုင်းတွေကနေတစင်ပေါ့နော်တို့တင်ချပို့ချတာလေးပြရင်ဒီညီမလေးလို့ MCO ကြည့်ရလူရလဲတို့တို့အများကြီးကြိုးရှိမှာကြည့်လိုက်တာနဲ့အော်ဒါဆိုလို့ရှိရင်ဒါပို့သက်စီထုတ်လို့ရရတယ်အော်ဒါဆိုလို့ရှိရင်ငါတို့ ဟိုတီကောင်းနေမွေးရင်ငါတို့မျိုးစီတော်ရဘလို့ပြန်ကောင်းလာနိုင်တယ်အဲစသဖြင့်ပေါ့တလို့တည်တယ်ညီမတို့မီဒီယာကိုကြည့်ချင်အားဖြင့်အကျိုးရအများကြီးဖြစ်မယ်ဒီတက်ထပ်ပြီးတော့သုံးဆွဲနေတော့စိုးကျိုးတွေပဲရင်ဆိုင်ရလိမ့်မယ်အကိုကုနာပြောတယ်ချစ်ပါချစ်ပြီးတော့ကုနာအကိုတို့လူငယ်တွေပြောသလိုပဲဂျပန်နိုင်ငံပညာရှင်တွေခေါ်ကြည့်နောက်ဆုံးမခွန်နိုင်ယူရီးယားဒီမြေဩဇာရေ3လမ3လကိုရဲ့တက်မြေဩဇာရေ3လမ3လဆိုရိုးရရောအရင်ရောက်ကြည့်နောက်ဆုံးအကိုတို့အခုတရုတ်ကသွင်းတဲ့ဒီတက်မြေဩဇာတရုတ်နိုင်ငံပြန်ယူလာဆိုပြီးတော့စမ်းကြည့် ဘသူမှမယူဘသူမှမတုံးတကယ်လို့တုံးနေဆိုလို့ရှင်အဲ့ဒီတမ်းမြောစာအကိုးနိုင်ငံလိုက်တုံးအကျိုးဖြစ်လိမ့်မယ်အဲ့လိုမျိုးအာချစ်တဲ့ပရိသတ်ကြီးကျေးဇူးများတင်ပါတယ်လို့နော်ဟာကျေးဇူးပါ